UK match day နဲ့ Champions ပြိုင်သမ ्या အားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ကတော့ဒီ Arsenal အသင်းပေါ့နော်ဆိုတော့ဒီ ያ ဒီမှာ Arsenal ပြိုင်သက်တွေလည်းဒါလက်ရှိ Arsenal အသင်းရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့တော်တော်လေးအားရနေကြပါတယ်ဆိုတော့ကစားပုံကပို့ပြီးတော့လည်းလက်တွေ့ဆန်တယ်ပို့ပြီးတော့လည်းရှင်းကျက်တယ်အမှတ်တွေယူနိုင်တယ်အဲအခါကျတော့ဒီအမှတ်ပေး Champion ဆုအတွက်ဆိုလာတာအခုလက်ရှိမှတ်ပေးစရာကိုကျင့် Arsenal က22မှတ်နောက်ဆုံး5ပွဲမှာတည်ပွဲကြပြီးတဲ့နောက် နော်ဒါလေးဘွက်ဆက်နိုင်ထားတယ်မန်ချက်စတာစီးတီးကိုတေးကြပြီးတဲ့ကနျူကာဆယ်ဝက်စတန်ဖူလ်ဟမ်ပီယာခရစ်စတာပါလစ်ဒီဒီအသင်းတွေကိုဆက်တိုက်နိုင်တယ်ဆိုတော့ဒုတိယနေ့မှာဘုံမောက်ရှိတယ်အဲဘုံမောက်ရှိတယ်တတိယနေ့မှာတော်တန်ဟော့စ်ပါ့စ်ပြီးတော့ဆန်ဒါလန်ပြီးတော့ဒါစီးတီးနဲ့ယူနိုက်တက်ကအဆင့်5 6ဆိုတဲ့နေရာတွေမှာရက်တည်နေပါတော့ဆိုတော့ရမှတ်အနေအထားရဆိုရင်အခု လော်ဘူးကိုလည်းအမှတ်ဖြတ်ထားတယ်ယူနိုက်တက်ကိုလည်းအမှတ်ဖြတ်ထားတယ်စီတီကိုလည်းအမှတ်ဖြတ်ထားတယ်ဆိုတော့ဒီအသင်းတွေကတော့အိုး96မှာရှိနေတဲ့အသင်းတွေဒုတိယနေရာကပုံမောက်ကိုလည်းဒါ၄မှတ်ဖြတ်ထားတယ်22မှတ်18မှတ်ဆိုတော့ဆိုတော့ဒီနေရာမှာဒီတို့ပရိသတ်တွေကလည်းအာဆနယ်အသင်းဖြစ်လက်ဖြစ်တာရှိတဲ့ပုံစံကပါလဲဆိုတော့ဒီဇင်ဘာနောက်ပိုင်းဆိုရင်အမှတ်ဆုံးရှုံးတက်တယ်ပေါ့နော်အမှတ်ဆုံးရှုံးတက်တဲ့အတွက် အာဆနယ်ပရိသတ်တချို့လည်းစိုးရင်ကြဆိုတော့တခြားအသင်းကိုအားပေးတဲ့ပရိသတ်တွေလည်းတိတ်ပြီးတော့မယုံရဲဘူးဆိုတော့ဒီဇင်ဘာဆိုရင်အာဆနယ်ဘာဖြစ်မလဲဆိုတဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကအရင်ဆုံးပြောချင်တာကအာဆနယ်ကတရားသီးမှဟိုအာဆနယ်ပရိသတ်တွေလိုပါပဲအာဆနယ်ရဲ့အမပေးချန်ပီယံရနိုင်ခြေကတော်တော်မြင့်မားတယ်ဆိုတာလက်ခံတယ်အဲတရားသီးမှမန်ချက်စတာစီးတီးလီဗာပူးကိုဒီ ချန်ပီယံလမ်းကြောင်းတွေကနေပြီးတော့ဖယ်ထုတ်လိုက်လို့မရသေးဘူးလို့မြင်တဲ့သူတွေရှိတယ်။အဲ့ဒီအမြင်ကိုလည်းကျွန်တော်လက်ခံတယ်။ဒီအသင်းတွေကအချိန်မရွေးဒုက္ခပြင်းနိုင်တယ်။အာဆနယ်ခြေချော်တဲ့အချိန်။အဲ့တော့တခုရှိတာကအာဆနယ်အသင်းရဲ့အခုဒါပြီးခဲ့တဲ့ရာသီနဲ့ရှင်ရင်ပေါ့နော်အရန်တိုးတက်လာတဲ့အပိုင်းဆိုတော့အဲ့ဒီဟာကကျွန်တော်လည်းတခြားပြန်စစ်ဆေးထားတဲ့ first check လုပ်ထားတဲ့ဟာတွေပါအဲ first တွေထုတ်တယ်ထုတ်ပြီးတော့နောက်ထပ် double check ပြန်လုပ်ထားတဲ့ဟာတွေ ဆိုတော့ဒီ Arsenal အသင်းက2024-25ရာသီပေါ့နော်23-24ရောနော်စနေ23ရောဒီသဘောတော်ကအတူတူပဲဒါပေမဲ့အမှ24-25ရာသီအနည်းဆုံးဖြစ်တဲ့အတွက်24-25ရာသီကိုကျွန်တော်အဓိကပြောမယ်အဲ့တော့24-25ရာသီမှာ Arsenal ဟာ Brentford, Brighton ပြီးတော့ဒီ Fulham, Everton, West Ham, Crystal Palace ဆိုတော့ဒီအသင်းတွေနဲ့ပွဲတွေ အဲ့ဒီအသင်းတွေနဲ့ပွဲတွေမှာဒီအာဆနာကအမှတ်တွေအများကြီးယော့ခဲ့တယ်။အဲ့ဒီအသင်းတွေကပဲအာဆနယ်ကိုဒုက္ခပေးတယ်လို့လည်းပြောလို့ရတယ်။အာဆနယ်ပွဲတွေဆိုရင်ပုံမောက်ပါသေးတယ်နော်ဒီ Brentford Brighton ပုံမောက်အဲ့ဒီ3သင်းရဲ့ Fulham ရဲ့ Everton ရဲ့ West Ham ရဲ့ Palace ရဲ့အဲ့ဒီ3သင်းတွေ။အဲ့ဒီအဲ့ဒီအသင်းတွေကအာဆနယ်ကိုအကြီးအကျယ်ဒုက္ခပေးခဲ့တယ်။ပြီးခဲ့တဲ့ရာသီအာဆနယ်ရဲ့အမှတ်ပေးဇာတ်ရည်တည်မှုမှာအဲ့ဒီအခုကျွန်တော်ပြောခဲ့တဲ့အသင်းတွေကနေပြီးတော့အာဆနယ်ဆုံးရှုံးသွားတဲ့အမှတ်က 23မှတ်အထိရှိတယ်။အဲဒီ23မှတ်ဟာအာဆနယ်အသင်းကိုပြိုလဲသွားစေတဲ့အချက်လိုပဲပြောရမယ်။အဲဒီ23မှတ်နေပဲအာဆနယ်ချန်ပီယံလမ်းကြောင်းပေါ်ကနေပြီးတော့ထွက်သွားခဲ့ရတာ။အဲတော့ Brentford Brighton ဒီ Bournemouth ပြီးတော့ Fulham Everton West Ham Crystal Palace တကယ်တမ်းကျတော့ Arsenal ရဲ့အထူးကပြဿနာကဒီထိတ်တန်းပြိုင်ဘက်ထိတ်တန်းအသင်းတွေပေါ့နော်ဟိုလော်လော်ပြောရအဆင့်1 to 7အသင်းတွေမဟုတ်ဘဲနဲ့ အဲ့ဒီအသင်းတွေကအာဆနယ်အဓိကပြဿနာဖြစ်နေတာအဲ့ဒီအသင်းတွေကပြီးတော့များသောအားဖြင့်ဒီဒသမကာလတွေပေါ့နော်အခုဒီဒသမကနေနောက်ပိုင်းကာလတွေမှာအမနှစ်ကရောတစ်နှစ်ကရောအဲ့ဒီအသင်းတွေကလည်းဒီအဲ့ပွဲချက်တွေထဲကိုစုပြုံပြီးတော့ကြာတယ်ဒါပေမဲ့ဒီရာစီကျတော့အဲ့ဒီအသင်းတွေကတော်တော်များများဒီအာဆနယ်ကိုဒုက္ခပေးလေရှိတဲ့အသင်းတွေတဲ့ကတော်တော်များ Newcastle အခု Western Fulham Palace ဒီအသင်းတွေကဆော့ဆော့စီစီကစားတယ်အဲ့မှာကျွန်တော်ကဒီထိတ်တန်းအသင်းတွေ စီရတော့မှာအာစနယ်ကအမှတ်ပိုယူနိုင်သေးတယ်အဲ့ဒီစောစောပြောတဲ့အလဲအလက်တန်းစားခတ်တောင်းတောင်းအသင်းတွေကိုအာစနယ်အမှတ်တွေဆုံးရှုံးတာအဲ့အာစနယ်ရဲ့ပုံစံလိုဖြစ်နေတာအဲ့တော့2024 25ရာသီကိုကြည့်လိုက်ကျွန်တော်တို့ဟိုထိတ်ဆုံးခုနှစ်သင်းပေါ့နော်ဒီအဲ့ထိတ်ဆုံးခုနှစ်သင်းမှာရက်တီတဲ့အထဲမှာကျွန်တော်တို့အာစနယ်ကထိတ်ဆုံးခုနှစ်သင်းနဲ့ဝင်တဲ့အတွက်ဆိုတော့ကျွန်တော်တို့6သင်းကြံပြီပေါ့သူသူအသင်းကိုဖယ်လိုက်6သင်းဆိုတော့ဟိုက home away ဆိုတော့ဒီ3648 ၁၈ကို home away ဆိုတဲ့အတွက်အဲ့၆တင်းနဲ့စုစုပေါင်း36မှာရရမယ်အဲ့ဒီ၆တင်းစီကနေပြီးတော့အဲ့ဒါထိပ်ဆုံး၆တင်းစီကနေပြီးတော့သူတို့ကိုယ်တိုင်မှာပါတယ်ထိပ်ဆုံး၆တင်းစီကနေအဲ့ဒီ36မှာရမယ်အထဲမှာ Arsenal က27မှတ်အထိရတယ်27မှတ်ရခိုင်နှုန်းအဖြစ် Arsenal 58ရခိုင်နှုန်းဒီအမှတ်ယူနိုင်ခဲ့တယ်အဲ့ဒီထိပ်တန်းပြိုင်ဘက်တွေလို့ပြောလို့အဲ့ဒီ Manchester City တို့ Liverpool တို့အပါအဝင်ပေါ့လေအဲ့ဒါ Chelsea တို့အပါအဝင်အဲ့ဒီအသင်းတွေစီကနေစုစုပေါင်းရတဲ့အမှတ်က ရနိုင်ကြီးစုစုပေါင်းရနိုင်ကြီး36မှတ်မှာ21မှတ်အထိရတယ်ဆိုတော့ရရင်လုံးအဖြစ်58ရရင်လုံးအထိရခဲ့တယ်အာဆနာကကျွန်တော်နောက်တစ်ခါအဆင့်ခုနှစ်ပြီးတော့အဆင့်8ကနေ73အထိ8930စုစုပေါင်း6သင်း6သင်း home home away ဖြစ်တဲ့အတွက်12ပွဲ12ပွဲမှာအမြင့်ဆုံးရနိုင်တဲ့အမှတ်က73 36မှတ်ပဲအဲ့ဒီ36မှတ်မှာအဲ့ဒီမှာအာဆနာရဲ့ပြဿနာကအမှ16မှတ်ပဲရတယ် အဲ့တော့2024 25ရာသီမှာအာဆနယ်ကိုအကြီးအကျယ်ထိုးနှက်သွားတာကချန်ပီယံလောင်းတွေပြိုင်ပလောင်းတွေလည်းမဟုတ်ဘူးချန်ပီယံစ်လိဝင်ခွင့်ယူရိုပါလိဝင်ခွင့်အဲ့လိုအသင်းတွေလည်းမဟုတ်ဘူးအဲ့ဒီဒီ mid table club လို့ခေါ်တဲ့အဲ့ဒီအသင်းတွေအကြီးအကျယ်ဒုက္ခပေးခဲ့တာအဲ့တော့ရှစ်ကနေ73အထိစုစုပေါင်းအဆင့်6ဆင့်အဲ့6ဆင့်မှာဒီ home away ကစားတဲ့12ပွဲအဲ့12ပွဲအတွက်36မှတ်အဲ့36မှတ်မှာအာဆန်16မှတ်ပဲရတယ်။ရာခိုင်နှုန်းအဖြစ်44မှတ်ပဲရခဲ့တယ် ဲ့တော့မနေ့ကအာဆင်နယ်ဘာကြောင့်ချန်ပီယံမဖြစ်သလဲဆိုကြံတဲ့အရာအားလုံးထက်အဲ့ဒီ mid table club တွေနဲ့ဆိုအမြဲယုံကန်ရလို့ home ဖြစ်စီ away ဖြစ်စီအမှတ်တွေယော့တယ်လို့စုစုပေါင်းယော့တယ်အမှတ်ကလည်းဒီစုစုပေါင်းယော့တယ်အမှတ်မဟုတ်ဆိုတော့ဒီ23မှာယော့တယ်ဆိုတဲ့အသင်းတွေကလည်းဒီအသင်းတွေက Brentford Brighton Bournemouth Fulham Everton West Ham ပြီးတော့ Crystal Palace အဲ့ဒီအသင်းတွေဒုက္ခပြီးသွားတာအဲ့တော့အဲ့ဒီ6အသင်းဖယ်ပြီးတော့အဆင့်14ကနေ20အထိကြတော့ 2014-16-28-29-20စုစုပေါင်း9တင်းအဲ့9တင်းဆိုတဲ့အတွက်ကျွန်တော်တို့14ပွဲ14ပွဲဆို42မှတ်အမြင့်ဆုံးရနိုင်ကြီး42မှတ်မှာ38မှတ်အထိရတယ်အောက်အတင်းတွေကအနိုင်ယူနိုင်စွမ်းဟာအာဆနယ်ကအဲ့ဒါကျတော့အိုးလွန်ခဲ့တဲ့ရာသီတွေထက်အများကြီးတာသွားပြီအာဆနယ်9တင်းနဲ့ပွဲတွေကိုအနိုင်ကစားတက်ချင်းဆိုတဲ့အပိုင်းက2024-25ပါတယ်က88%ရှိတယ်သူတို့ယူနိုင်တဲ့အမှတ်ကစုစုပေါင်းရနိုင်ကြီး42မှတ်မှာ 38မှာရနိုင်ခဲ့တယ်။အဲ့တော့2024-25ရဲ့အချုပ်ကိုပြန်ကြည့်ရင်အာဆင်နယ်ကိုဒုက္ခပေးတာကအလဲအလတ်အသင်းတွေ၊ Midfield Club အသင်းတွေ။အဲ့ဒီအသင်းတွေနဲ့အမှတ်ရရှိမှုနှုန်းဟာကျွန်တော်တို့44မှတ်ပဲရတယ်။100မှာ44မှတ်ပဲရတယ်။ထိတ်တန်းဆိုတဲ့အသင်းတွေနဲ့100မှာ58မှတ်ရတယ်။ဟိုပြီးတော့ဒီဘလို့ခေါ်မလဲဇီယာအောက်ခြေ14ကနေအဆင့်20အထိအသင်းတွေဇီကနေ88%တရားမှာ88%မှာရတယ်ဆိုတော့အဲ့ဒီပြဿနာပေါ့နော် ဆိုတော့အားလုံးကတော့ကိုက်ညင်တယ်ထိတ်တန်းအသင်းတွေထမ်မစ်တွေပဲကလပ်တွေနဲ့ပွဲတွေမှာအမှတ်ပိုရောတာပြီးတော့အဲ့ဒီမှာပိုရောတဲ့အခါမှာလည်းကျွန်တော်တို့တကယ်တမ်းကြည့်လိုက်တဲ့အခါကျတော့လေ36မှတ်ရနိုင်ချိန်မှာ16မှတ်ပဲရတာအဲ့ဒီအသင်းတွေကလည်း Brentford Brighton ဒီအလိုအသင်းတွေပေါ်မှာ Fulham Everton West Ham Palace တို့လိုအသင်းတွေဖြစ်နေတာဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့2025 26မှာကျတော့ကျွန်တော်တို့ပွဲတွေအများကြီးမကစားရသေးဘူး လက်ရှိအချိန်မှာဒါပရီးမီးယားလိပွဲစဉ်၉ပွဲကစားပြီးသွားပြီအဲ့ဒီ၉ပွဲကစားပြီးတဲ့အချိန်မှာအခုဒီအာဆနယ်အသင်းကထိတ်တန်းကလပ်အသင်းဒီ1 to 7သူတို့ကိုယ်တိုင်မပိုင်6သင်းနဲ့ရနေပြီသူတို့၃ပွဲကစားပြီးသွားပြီအဲ့ဒီ၃ပွဲမှာသူတို့ထိတ်တန်းကလပ်တင်တယ်လီဗာပူးကိုရှုံးတယ်မန်ချက်စတာစီးတီးကိုတည်ရကြတယ်မန်ယူနိုက်တက်ကိုနိုင်နေပါတော့သူတို့နိုင်တဲ့အတွက်သူတို့စုစုပေါင်းရမှတ်ကအခုမှမှသူတို့၄မှတ်ပဲရလိုက်တယ်အော်ထိတ်တန်းကလပ်တင်တဲ့ကစားတဲ့အခါမှာအမှန်တကယ်ညော့သွားတယ် ဆိုတော့ဒါဆို2025 26ထက်အခုပြန်မျှပေါ့နော်ပြန်မျှရာခိုင်နှုန်းအဖြစ်ဆို44ရာခိုင်နှုန်းတော့ရာခိုင်နှုန်းကကြတော့ပွဲကြီးအတွက်နဲ့မဆိုင်တော့ average ယူတာဖြစ်တဲ့အတွက်24 25မှာ58ရာခိုင်နှုန်းရတဲ့ဒီပြိုင်ဘက်ဒီမှာပြိုင်ဘက်ကတော့မစုံသေးဘူးအဲ့အသင်းတွေနဲ့အစုံကစားပြီးရင်ကျွန်တော်တမျိုးပြောင်းသွားမယ်ဒါပေမဲ့လောလောဆယ် projection ကပြနေတာသူတို့44မှာရတယ်ဒါပေမဲ့ဒီ6ကနေ73 club အသင်းတွေပေါ့နော်6ကနေ73 mid table ဆိုတော့နှစ်ပွဲပဲကစားရသေးတယ် နှစ်ပွဲသလုံးနိုင်တယ်။ရမတ်ဟာ6မှတ်ရတင်လာ6မှတ်သလုံးရတယ်။ percentage အပြင်100ရရင်တော့တက်လာတယ်။ပြီးတော့14ရနေ20အထိ9သင်းအဲ့9သင်းထဲမှာအာဆနယ်ကအခုချိန်မှာ၄ပွဲကစားပြီးသွားပြီ။အဲ့၄ပွဲမှာရမတ်12မှတ်သူတို့12မှတ်လုံးယူနိုင်ခဲ့တယ်100ရရင်တော့။ဆိုတော့ရရင်တော့ဦးနေကပို့ပြီးတော့တက်လာတယ်။အထိတ်တန်း club တွေနဲ့စောစောစီးစီးတွေ့ပြီးတော့ဟာအာဆနယ်ရဲ့အားနဲ့အားသာချက်လည်းဖြစ်တယ်။အခုဆိုလက်ရှိဒီဟာဒီအာဆနယ်ရဲ့ပွဲစဉ်ဟာကျွန်တော် ဟိုတော်တော်ကြက်တဲ့အထဲပါတယ်မန်ချက်စတာနဲ့ပြီးတော့လေးပြီးတော့လီဗာပူးဖောရက်စ်စီးတီးနျူကာဆယ်ဝါဆန်ဖိုလ်ဟန်ပါလစ်အဲ့ပွဲစဉ်ကကြက်တဲ့အပြင်ကိုကိုကိုဒုက္ခပြင်းနေကြဆိုတဲ့ဇယိုက်လက္ခဏာရှိတဲ့အသင်းတော်တော်များများနဲ့ကစားပြီးသွားပြီအဲ့ကစားပြီးတဲ့အချိန်မှာအာဆနယ်အသင်းဟာဒီကိုပွဲကစားပြီးတဲ့အချိန်အမြင့်ဆုံးရနိုင်ကြီး28မှတ်မှာသူတို့22မှတ်အထိယူနိုင်ခဲ့တော့တွေ့ရတယ်အဲ့ယူနိုင်တဲ့အထက်မှာ mid table club တွေနဲ့ဒီ under table ဒီ table ရဲ့အောက်ပိုင်းက bottom အသင်းတွေ အကုန်လုံးစီကနေလို့100%အမှတ်ယူထားတယ်။ပြီးတော့ဒီအဆင့်နေရာတွေကိုခွဲလိုက်ပြီးတော့ဒုက္ခပီးနေကြပုံပန်းသဏ္ဍာန်ရှိတဲ့အသင်းတွေကိုကြည့်လိုက်တဲ့အခါကျရင်လေ Newcastle Western Fulham Palace မနေ့ကတကယ်ဒုက္ခရောက်ခဲ့တဲ့အသင်းတွေအဲ့ဒီအသင်းတွေစီကနေပြီးတော့အမှတ်တွေတောက်လျှောက်အပြည့်ရခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဒါ Arsenal အသင်းပြောင်းလဲသွားတဲ့အချက်ပေါ့။နောက်တော့အဲ့မှာပြောင်းလဲမှုတွေမှာကျွန်တော်တို့ကအဓိကနောက်ထပ်အားသာချက်တစ်ခုက set piece ကလည်းကျွန်တော်မလွှဲမရှောင်တာထည့်ပြောရမယ်။ set piece ကတရားဒီမှာ Arsenal set piece ကနေရတဲ့ ိုးအရေးအတွက်ဟာကိုးကိုးရှိသွားပြီအဲ့ကိုးကိုးကဒီလက်ရှိ Premier League မှာဒါကျွန်တော်တို့ ranking အရဆိုအဆင့်တက်နေမှာရက်တည်တယ်သူတို့ကိုးအများဆုံးရထားတယ်ပြီးတော့ Arsenal ဟာ penalty ကိုနှစ်ကိုးရထားတယ်နော် penalty နှစ်ကိုးရတဲ့အသင်းတွေကလည်း Arsenal အပါဝင်နည်းနည်းပဲရှိတယ်အဲသုံးကိုးရတဲ့အသင်းလည်းမရှိဘူး Arsenal ကဒီနှစ်ကိုးရတာတော့မှ ranking အရဆိုအပေါ်မှာပြောလို့ရတယ်ဒါပေမဲ့ပြဿနာက open play မှာသွားတွေ့ရတယ်အာဆနယ်ရဲ့ဒီရာသီပွဲစဉ်၉ပွဲမှာ ပရီးမီယာလိပွဲစဉ်၉ပွဲမှာ open play ကနေရတဲ့ဂို၅ခုပဲရှိတယ်။ဆိုတော့ဟိုအကြံပြင်းပြောမယ်ဆိုရင်နှစ်ပွဲမှ open play ရတခုပဲရတယ်။အဲဒီအချက်ကအာဆင်နယ်ပြင်ရမယ့်အချက်။အဲဒီအချက်ကအာဆင်နယ်ပြင်ရမယ့်အချက်ဖြစ်ပြီးတော့အဲဒီအချက်အတွက်ဒီ Yorkers တို့လိုကစားသမားတွေဒီထက်ပိုပြီးတော့လောလောဖို့တော့လိုပြီးဆိုတာပြနေတဲ့အချက်။ဆိုတော့ rank အရာစီစီမယ်ဆိုရင် Arsenal ဟာလက်ရှိမှတ်ပြီးသားထိတ်ဆုံးမှာရပ်တည်နေပြီမဲ့အဆင့်ဆက်ခွန်မှာရောက်နေတယ်။ဆိုတော့ဒီပွဲစဉ်၁၀ပွဲလောက်ပြီးတဲ့အချိန် openly twin ဖို့ဟာတကယ်တမ်းကျတော့ဒီချန်ပီယံဖြစ်သွားတဲ့အသင်းမှန်သမီးရဲ့ openly twin ကိုဟာအပေါ်မှာရှိကြတယ်1 2 3ရဲ့ကမထွက်ကြဘူး openly ရယ်ဆိုရင်ဒါပေမဲ့အခု Arsenal က openly twin ကိုအဆင့်ဆက်ခွန်အထိရောက်နေတာကကျွန်တော်လည်းလည်းစိုးရင်စရာကောင်းတယ်အဲ့ဒီအချက်က Arsenal Arsenal မဖြစ်မနေပြင်ရမယ့်အချက်ပြီးတော့ subpiece ကတော့ဒါအခုဒီရသည် Arsenal အသင်းကဒီစုစုပေါင်း twin ကိုဒီထဲမှာ subpiece ကနေရတဲ့ကိုအရေထွက်က56ရတယ် ငါ56ရာခိုင်နှုန်းရှိတယ်။အဲ့ဒါလေဒီကျွန်တော်တို့ league ranking နဲ့ဆိုအဆင့်1မှာရှိတယ်။ဆိုတော့လက်ရှိအချိန်မှာ Arsenal ကခံစစ်အရန်ကောင်းနေခြင်းရယ် set piece ကနေပြီးတော့ကိုးကိုးအထိရရှိခဲ့ခြင်းရယ်ကသူတို့အများကြီးကူညီခဲ့တယ်။အဲ့ဒီကူညီတဲ့အခါမှာအဲ့ဒီကူညီတဲ့အသင်းတွေဟာဘလို့အသင်းမျိုးတွေလဲဆိုသူတို့ဒုက္ခပေးနေကြအသင်းတွေရယ်ပြီးတော့လက်ရှိအသင်းကြီးလို့သတ်မှတ်ထားတဲ့အသင်းတွေရယ် ွဲချက်တွေကိုကစားပြူသွားပြီအဲ့အနေအထားမှာသူတို့အဲ့ service တွေကသူတို့ကိုညီကလို့နောက်ပိုင်းသူတို့ဒီ twin goal တွေက flow ကပို့ပြီးတော့ကောင်းလာမယ်ဆိုရင်တော့ Arsenal တေချာဖို့ထိုးတက်သွားမှာ December တွေပါလဲတိတ်ကြောက်စရာမလိုတော့ဘူးလက်ရှိခံစစ်မှတ်တမ်းကတော့ဒါဒါ Premier League တမိုင်းမှာဟိုဒါဟိုဘယ်လိုပြောမလဲဆိုတော့ပွဲစဉ်ကိုဝက်ပြီး Arsenal ထက်ပို့ပြီးတော့ပေးကူးနေတဲ့အတန်းကတမိုင်းမှာနှစ်သင်းပဲရှိတယ် ကျွန်တော်2017 Carlo Ancelotti ရဲ့ Chelsea ကိုပွဲအပြီးမှာသူပေးကိုနှောက်ခုပဲရှိတယ်။ပြီးတော့2008တုန်းက Manchester United ပေါ့နော် Salah ရဲ့ Manchester United သူတို့လည်းပေးကိုနှောက်ခုပဲရှိတယ်။အဲ့နှစ်သင်းမှာ Arsenal ထက်ကောင်းတယ်။ကျန်တဲ့အသင်းတွေကဒီဒီမှတ်တမ်းအကောင်းဆုံးဆိုတဲ့အသင်းတွေက Arsenal, Chelsea, Liverpool, Man City ပြီးတော့ Sunderland နောက်ပါတယ်။ Pochettino ရဲ့ Sunderland လည်းပါတယ်။အဲ Chelsea ကတော့မကြာခဏပါတယ်။ အဲ့ဒီအသင်းတွေကဒါလက်ရှိအာဆနယ်အသင်းရဲ့ record ပေါ့နော်ဒီကိုဘယ်သာပြီး၃ကိုဘယ်ပေးရတယ်ဆိုတော့မှတ်တမ်းကိုပိုင်ဆိုင်ထားကြရတယ်ဆိုတော့2025 26အာဆနယ်ရဲ့ပြီးတော့2021 22 Chelsea 21 22 Chelsea ဟာကိုဘယ်ကစားပြီးချိန်မှာသူတို့၃ကိုဘယ်ပေးရတယ်18 19 Liverpool ရဲ့18 19 Man City ရဲ့ကိုဘယ်ကစားပြီးချိန်မှာ၃ကိုဘယ်ပေးရတယ်ပြီးတော့ Pochettino ရဲ့ဒီ Southampton က2013 24တုန်းကကိုဘယ်ကစားပြီးချိန်မှာ၃ကိုဘယ်ပေးရတယ်ပြီးတော့ကျွန်တော်တို့ ီဂျိုဆေမော်ရီညိုရဲ့2005 6 Chelsea အဲ့အသင်းကလေကိုဘွဲကစားပြီးချိန်မှာ၃ကိုဘွဲပေးရတယ်2005 2005 6 Chelsea နဲ့အသင်းလုံးကယာသီကုန်းဒီပေးကိုးတွေက record ဒါပေမဲ့သူတို့ယာသီအခုဒီကိုဘွဲကစားပြီးချိန်မှာတော့2005 6တခုပဲပါခဲ့တယ်ပေါ့နော်၃ခုပဲပေးရတယ်ဆိုတော့ဒီမှတ်တမ်းကောင်းကတည်းကအာဆနယ်ဆက်ပြီးတော့ထိန်းသွားနိုင်ရယ်ဒါသမိုင်းဝင်ခံစစ်လည်းဖြစ်လာနိုင်တယ်ပေါ့ဆိုတော့ဒါဟိုမိခရာထီတာကအဲ့ဒီခံစစ်ကိုလည်းဆက်ထိန်းဖို့ကြိုးစားရမယ်ပြီးတော့လက်ရှိရနေတဲ့ဒီ surface ပေါ့နော် set piece ကနေရနေတဲ့ goal တွေအဲ့ဒီ goal တွေရဲ့အကျိုးကျေးဇူးနဲ့အတူသူတို့ဒုက္ခပေးနေကြအသင်းတွေကို Arsenal ကအလဲထိုးနိုင်ခဲ့ပြီအဲ့ဒါသူတို့အရန်တိုးတက်လာတဲ့အချက်ဒါပေမဲ့ Arsenal က open play twin goal တွေအားနည်းနေသေးတယ် league ranking မှာအဆင့်ဆက်ခွန်ပဲရောက်နေတယ်ကိုယ်ဝယ်ကစားပြီး၅ goal ပဲရတယ်နှစ်ပွဲတစ် goal နှုံးလောက်ပဲဖြစ်နေတယ်အဲ့ဒီချက်တွေက Arsenal ပြင်ရမယ့်အချက်တွေဆိုတော့เนาะဒါတော့ဒီ Arsenal အသင်းရဲ့လက်ရှိအခြေအနေအရေးချက်နဲ့ပတ်သက်ပြီးတော့ 30တင်ဆက်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ရုပ်ကမက်ဒေးပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်